မခွေးတိုင်းနဲ့စကိုင်းတိုင်းမှာအခြေပြုလှုပ်ရှားနေတဲ့ပြည်သူဒီမိုကရက်တစ်အဖွဲ့ပြည်သူဒီမိုကရက်တစ်တပ်တော် PDO PDA ရဲ့လင်းနေပြည့်အခမ်းအနားကိုအေဗီလာတရရနေကတက်အခြေဆိုင်ရာစစ်ဒေသတင်းနဲ့စစ်ဒေသနှစ်မှာကျင်းပခဲ့ပါတယ်။ဒီအခမ်းအနားကိုမနက်9:00ကနေနေ့လယ်7:00အထိကျင်းပခဲ့တာဖြစ်ပြီးအခမ်းအနားဖွင့်လှစ်ကြောင်းကြေညာပြီ အလန်နင်ကတစ္ဆာဒိဋ္ဌန်ဆိုတာမိန်ကုံးပြောကြတာပြည်သူဒီမိုကရက်တစ်အဖွဲ့ဗဟိုကော်မတီကပေးပို့တဲ့တဝန်လွာနဲ့ပြည်သူဒီမိုကရက်တစ်အဖွဲ့ဗဟိုဌာနချုပ်ကပေးပို့တဲ့သဘောထားထုတ်ပြန်ချက်နဲ့မဟာမိတ်အဖွဲ့တွေကပေးပို့တဲ့တဝန်လွာတွေကိုဖျက်ချခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် PDO PDA ရဲ့အမတ်နေစစ်ရီသားရှိကျေးရွာအုပ်ချုပ်ရေးကျေးရွာကာကွယ်ရေးအရာတပ်ဖွဲ့ GSC နဲ့ ကျေးရွာပြည်သူလူထုမှာအမတ်တရစကားပြောကြခဲ့ပြီးတရားရတပ်ဖွဲ့ဝင်တွေနဲ့ကြာဆုံးတပ်ဖွဲ့ဝင်တွေကိုမှတ်တမ်းတင်ကုန်ပြုကာအခမ်းအနားပိတ်သိမ်းခဲ့တယ်လို့ PDOPD ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံကပြောပါတယ်အခမ်းအနားကိုတော့ကျွန်တော်တို့အမတ်တစ်စစ်ဒေသနဲ့အမတ်နစ်စစ်ဒေသဆိုပြီးစစ်ဒေသနှစ်ခုမှကျင်းပခဲ့တာပါဗျအချိန်ကတော့ဧပြီလ၁ရက်နေ့မနက်၉နာရီကနေပြီးတော့ခမ်းအနားစပါတယ်ဗျခမ်းအနားကနေ့လယ်၁၁ လောက်မှာအခမ်းအနားပြီးဆုံးပါတယ်ဟုတ်ကဲ့တက်ရောက်ခဲ့တဲ့ရဲဘော်အင်အားကတော့ကျွန်တော်တို့အမတ်နစ်စစ်ဒေသမှာရှိတဲ့တခွဲအားလုံးမှာရှိတဲ့ရဲဘော်တွေအကုန်လုံးတက်ရောက်ခဲ့တာပါဗျစတင်ဒီထောင်ချင်းကနေဒီခုချင်းဒီတိုက်ပွဲတွေရတော့မနစ်ကကျွန်တော်တို့2024တနေ့ထဲမှာတိုက်ပွဲပေါင်း18ပွဲရှိပါတယ်ဗျကြာဆုံးတဲ့ရဲဘော်ကတော့ကျွန်တော်တို့စစ်မြေပြင်မှာကြာဆုံးသွားတဲ့ရဲဘော်တယောက်ရှိပါတယ်ရန်သူလက်တွဲမှာဖမ်းခံရပြီးတော့စစ်ကြောရေးမှာတက်ဆုံးသွားတဲ့ရဲဘော်တယောက်ရှိပါတယ်ဗျ အခမ်းအနားပြုလုပ်ပြီးညနေပိုင်းမှာလည်းကျေးရွာဒေသခံတွေကို PDO PDA ရဲ့အမှတ်တရဗီဒီယိုတွေကို ဖွင့်လင်းပြသခဲ့သေးတယ်လို့ဆိုပါတယ်။ PDO PDA ကို2021ခုနှစ်ဧပြီလတရက်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးလက်ရှိအချိန်အထိကြာဆုံးတပ်ဖွဲ့ဝင်2ဦးရှိခဲ့တယ်လို့သိရပါတယ်။